်မင်္ဂလာပါရှင် Rest New Agency ဒီနေ့ဌာနနေကြိုဆိုလိုက်ပါရရှင်အခုတက ပြောပြချက်နာကတော့တည်င်းအမောင်ချခင်ရနေပြီးတော့အကြောင်းမဲ့ဖြစ်ပါရရှင်ဒီပြီးတော့တခုလုံးကြီးပါပျက်စီးဆုံးရှုံးမှုတွေနဲ့အတေပြောက်တွေများခဲ့ပြီးမယ်နေပြည်တော်အကြောင်းအရာတွေအမောင်းချထားခင်ရတဲ့အထက်ကညင်ကွင်းတွေနဲ့ဖြစ်စဉ်တချို့တင်ပြသွားမှာပဲဖြစ်ပါတယ်ရှင် မရောက်နိုင်ဥဆောင်တဲ့စစ်တပ်က2021ခုနှစ်အာဏာသိမ်းပြီးကတည်းကမြန်မာနိုင်ငံကတည်င်းတမာတွေဖမ်းဆီးခံရတာတွေတပ်ဖြတ်ခံရတာတွေရှိခဲ့ပါတယ်။လွတ်လပ်တဲ့တည်င်းမီဒီယာဌာနတွေနဲ့တည်င်းတမာတွေဟာစစ်ကောင်စီစိုးမှုနေမြေမှာမနေရတော့တဲ့အခြေအနေနဲ့အတူမြန်မာနိုင်ငံဟာလည်းတည်င်းလွတ်လပ်ခွင့်တွေဖီတူရီတိပံခွင့်တွေဆုံးရှုံးသွားခဲ့ပါတယ်။လူထောင်ချီတည်ဆုံးခဲ့ရတဲ့မက်စလာ28ရက်နေ့ကငလင်ပေးဆူမှာလဲမတည်ဆုံးတဲ့တူတွေအများအပြားတည်ဆုံးခဲ့ရပါတယ် မင်းအောင်လိုင်းနဲ့အပေါင်းပါတွေဟာစစ်တောင်းထူပြီးကျေးရွာတွေကိုမီးရှို့ဖျက်ဆီးတယ်။ပီတူတွေကိုတက်ဖြတ်တယ်။လေချောင်းကနေဘုံကျဲတာတွေလုတ်တက်ခဲ့ပြီးမဲ့ပီတူတွေတပွားဘင်းအနေနဲ့ကြာရောက်တာကိုတော့အချိန်မီကယ်ဆယ်မှုတွေမပြုလုပ်နိုင်ခဲ့တယ်လို့ဖြစ်မှန်တည်င်းတွေကိုလည်းအမောင်းချထားခဲ့ပါတယ်။စကောင်စီရုံးဆိုင်ရာနေပြီးတော့မှာတော့တကယ်ဖြစ်ရဆိုတဲ့နေစင်နဲ့အမြဒီကနေ့အထိရှိနေသေးပါပဲ။ မစနာလီယနီယာဆိုရင်မြေကလင်ကြောင်ပြိုကျခဲ့တဲ့ဝန်ထမ်းအင်အားတိုက်တန်းတွေမှာပုံနဲ့နေထွက်နေပါသေးတယ်။ဝန်ထမ်းအင်အားလူတွေကိုလည်းအားလုံးနဲ့ထုတ်ခဲ့ပြီးဘာတစ်ခုမှကုညီပေးတာမျိုးမလုပ်ခဲ့ပါဘူး။နီပီရိုနဲ့ပတ်သက်ရင်မင်းအောင်လာမျိုးတတိုက်ကတည်င်းအမောင်းချထားတာပဲဖြစ်ပါတယ်။နီပီရိုဝန်ထမ်းအင်အားတွေမှာတစ်ထက်လုံးညီကြီးတဲ့နေမြုပ်သွားတာလည်းရှိပါတယ်။နီပီရိုအကွက်တစ်ထောင်နဲ့နှစ်ထောင်အင်အားတွေဆိုရင်လည်းအကုန်ပြိုကျပျက်စီးခဲ့ပါတယ်။လူအတေအပြောက်များရှိခဲ့ပြီးမြေ တရားဝင်ပါတခုမှမကြေညာထားခဲ့တယ်လို့တည်င်းတမာရီကလည်းတည်င်းယူခွင့်မပေးခဲ့ပါဘူး။ဝန်ထမ်းတွေအနေနဲ့လည်းပါဇက်မဟတ်ရလအောင်ဖြစ်နေပါတယ်။နေပြီးတော့ဆေးရုံမှာဆိုရင်လည်းငလင်လှုပ်ပြီးကြတဲ့အလောင်းတွေပုံထက်နေတာကိုအမြန်ရှင်းလင်းဖြစ်တယ်လို့သိရပါတယ်။မင်းအောင်လိုင်းဆေးရုံလာတဲ့အခါမှာလည်းအကုန်ရှောင်ခိုင်းလိုက်တယ်လို့ data ခွင်တွေကကြေညာချက်အရသိရှိခဲ့ရပါတယ်။ဒီပီရောဟဝန်တန်းအရာတွေပြုကြမှုရှိခဲ့တယ်လို့ရက်ွက်ထမ်းမှလည်းအထင်သာကြပါရဲ့ တာမန်ဝန်ထမ်းတွေအားလည်းဒုက္ခရောက်ကြတယ်။အစိုးရဝန်ထမ်းချက်ချင်းတော့ဖေးမှမှုရှိတယ်လို့စစ်ကောင်စီဝန်ကြီးကလည်းအားပေးဖို့မရှိခဲ့ပါဘူး။လက်ကလည်းမကူညီတယ်လို့နောက်ကလည်းအကူအညီမခံရဘူးလို့နေပြီးတော့ဝန်ထမ်းအတိုင်းပိုင်းကပြောပြထားပါရယ်အခုတင်ပြတဲ့ရုပ်ကတ်တွေဟာလည်းတရားဝင်ရိုက်ခွင့်ရှိတာမျိုးမဟုတ်ခဲ့ပါဘူးရှင်2025ခုနှစ်မတ်လ28ရက် မြန်မာစံတော်ချိန်မွန်းလွန်း12:50မိနစ်ဝန်းကျင်ခန့်ကစကမ်းမြူရဲ့အနောက်မြောက်ဘက်16ကီလိုမီတာကွာမှာပြင်းအားရစ်ချက်စတာစကီခွန်တရမခွန်ပမာဏရှိတဲ့အလွန်အင်အားပြင်းကလင်းမီတာအကွက်စ်လုတ်ကတ်ခဲ့တဲ့အတွက်စကိုင်းတိုင်းမန္တလေးနှိပ်ပြီးတော့ပါဝင်ရှမ်းပြည်နယ်တို့မှာလည်းအထိခတ်အပျက်စီးတွေများပြားခဲ့တယ်လို့သိရှိခဲ့ရပါတယ်နှိပ်ပြီးတော့မှလည်းပီတူနေအိမ်တွေဝန်ထမ်းအရာတွေအပြင်တမရအိမ်တော့ စစ်ရုံးနဲ့ဝန်ကြီးဌာနရုံးတွေပြုကြပျက်စီးခဲ့ပါတယ်။ဝန်ထမ်းအရာတွေပြုကြတဲ့အခါမှာဝန်ထမ်းတွေနေရာရွှေ့နေရပါတယ်။မင်းအောင်လိုင်ကိုယုံမိလို့ပုံအိုက်ခဲ့တဲ့သူတွေလည်းကိုယ်စိတ်နဲ့ကိုယ်ရွှေ့နေကြရပြီးတော့အခုဆိုရင်ညီပြီးတော့မှရေရှားပါမှုတွေဖြစ်နေပါတယ်။ရေချူးဖို့ဆယ်တွေကိုတွားရပြီးတော့အတုံးပြုတ်ဖို့အတွက်စက်ကန်ရေတစ်စီးကို9000ပေးပြီးဝယ်သုံးနေရပါတယ်။ မင်းအောင်လိုင်လက်အောက်ခံတွေကတော့နေပြီးတော့မှစီးရင်ကောက်ယူတာတွေကိုဟန်ပြပြုလုပ်ပြီးယာယီတဲတွေထိုးထားပါတယ်။ဧပြီလ၄ရက်နေ့ထိအဲ့ဒီတဲထဲမှာဘယ်သူမှနေထိုင်ခွင့်မရရှိသေးပါဘူး။နေပြီးတော့တစ်ခုလုံးမှလည်းအပျက်စီးတွေများပြားနေပါတယ်။မင်းအောင်လိုင်အာနာသိမ့်ကြီးကလေးကမြန်မာပြည်သူတွေဟာဒုက္ခမျိုးစုံနဲ့ကြုံတွေ့နေရပါတယ်။ရေဘေးငလင်ဘေးတဘွားဘေးပါဝင် ဆင်းရဲဒုက္ခရောက်နေကြတဲ့သူတွေအားလုံးမင်းအွန်လိုင်းလုပ်တဲ့မိရှုပျက်စီးမှုလေချောင်းတိုက်ခိုက်မှုတွေကြောင့်လည်းပြည်သူတွေနှစ်ဆင့်ဒုက္ခရောက်နေရပါတယ်။အခုငလင်ဘေးမှာလည်းစစ်ကောင်စီရဲ့ညံ့ဖျင်းမှုတွေကြောင့်မတည်တည့်ပဲတည်ရတဲ့ပြည်သူတွေထောင်ချီရှိနေပါပြီ။ ငလင်လုတ်ပြီး9ရက်မြောက်ထိပြိမိနေတဲ့အဆောင်အုံကြားထဲမှာအသက်ရှင်နိုင်အောင်နေနိုင်ခဲ့ကြပါပဲ။6ရက်မြောက်နဲ့9ရက်နေ့မြောက်မှာတော့အသက်ရှင်ဖို့မလဲလာတော့အတွက်ကယ်ဆယ်လုဆောင်တဲ့သူတွေမှာအလောင်းမျိုးကတာဖော်ထုတ်နေရတာပဲဖြစ်ပါတယ်။မြမပီတူအားလုံးကိုအကူကိုကတင်နိုင်ခဲ့ကြပေမဲ့လည်းဆရာနာရှင်တွေကြောင့်ကိုပီတူပီသားတွေတေတာကိုထိုင်ကြည့်နေရတဲ့ပီတူရင်ထဲမှာလူငယ်တွေရဲ့ရင်ထဲမှာအနာတရားကြီးမာလွန်လာပါတယ် မြန်မာနိုင်ငံမှာဆက်အနာရှင်တက်ဆိုးရှိနေတမျှ PD တွေတည်ဖို့ရမှာပဲဖြစ်ပါတယ်။ဗေနီနစ်အသိများမလဲဆိုတာပါပဲ။တည်င်းအမောင်ချခံရတဲ့ PD တွေဟာဘလို့တည်ဆုံးကြတယ်ဆိုတာသိရဖို့မလွယ်ရတဲ့အခြေအနေဆိုကြီးကိုမြန်မာ PD တွေခံစားနေရပြီဆိုတဲ့အကြောင်းတင်ပြလိုက်ရပါရှင်။အားလုံးကျေးဇူးတင်ပါတယ်ရှင်။